င်္ဂလာပါရှင်မေလာ6ရက်သမင်းစမပရိုင်တိုင်းမင်းစမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကိုကျမကျူချန်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါအခုပထမဆုံးသတင်းကောင်းစင်တွေကိုပြောပြပေးပါမယ် RFA မြန်မာပိုင်းအပါအဝင်ဌာနအများစုအပီးတိုင်ပိတ်သိမ်းရတော့မှာပါမေလာအကုန်ထိအပြည့်ရမယ်လို့စစ်ကောင်စီကထပ်ပြီးထုတ်ပြန်လိုက်ပါရစေမြန်မာရွှေ့ပြောင်းလုပ်သားမိသားစုကထိုင်းထိဘတ်6တန်းစုပေါက်သွားပါရစေ BGF ကောင်းဆောင်ပုံမှုစောချစ်သူနဲ့တား2ယောက်ကိုအမေရိကန်ကအေးအေးယူတန်းခတ်လိုက်ပါရစေ ိုင်ငံတကာဘက်မှာတော့ပုပ်ယဟန်မင်းကြီးရွေးချယ်ပွဲမတိုင်ခင်ယဟန်အမတ်တွေကဗာတီကန်ကိုပြောင်းရွှေ့နေကြပါတယ်ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရငွေလဲနှုံရွှေဈေးနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုစူးစိတင်ဆက်ပေးသွားမှာပါရှင်။ တမရဒေါ်နယ်ထရမ့်အစိုးရရဲ့ရန်မုံငွေဖြတ်တောက်မှုကြောင့်လွတ်လပ်သောအာရှအသံ Radio Free Asia RFA သတင်းဌာနကအလौရှာရီရက်ဆိုင်ထားတဲ့ဝန်တန်းတွေနဲ့ဂျန်နက်ဝန်တန်းအများစုကိုမေလ9ရက်နေ့ကစပြီးတော့အလौရနာတော့မှာဖြစ်ကြောင်းအသိပေးချက်ထုတ်ပြန်ထားပါတယ်။မေလကုံမှာ RFA မြန်မာတိဘက်ဝီကာနဲ့လာအိုအပါဝင်ဘာသာစကားဌာနတဝက်လောက်ဟာတရန်အကြောင်းအရာအသက်တွေထုတ်လုပ်တာဒါမှမဟုတ်တင်ဆက်တာပြုလုပ်တော့မှာမဟုတ်ကြောင်းသိရပါဗျ။ ဒါအပြင် RFA အင်္ဂလိပ်ဌာနနဲ့တရုတ်ကွန်မြူနယ်ပါတီကထုတ်ပြန်တဲ့မှားယွင်းသောဝါဒဖြန့်ချိမှုများကိုစစ်စစ်ဖော်ထုတ်ဖို့အထူးဖွဲ့စည်းထားတဲ့ Asia Fact Check Lab ကလည်းရက်ဆိုင်မှာဖြစ်တယ်လို့သိရပါဗျ။ မေရိကန်သမ္မတသစ်ထရမ့်တက်လာပြီးတဲ့နောက်ပိုင်းကမ္ဘာသတင်းမီဒီယာအေဂျင်စီ USGAM ရက်ဆိုင်ချင်းခံရတဲ့နဲ့အတူမတ်လ15ရက်နေ့မှာလွတ်လပ်သောအာရှအသံ RFA သတင်းဌာနမှလောက်ကင်နေတဲ့ဝန်တန်းတွေနဲ့စာချုပ်ဝန်ထမ်းတွေကိုအနာပေးလိုက်ကြောင်းအကြောင်းကြားစာတွေပို့လာပြီးတော့ရာရီရက်နာပြရတဲ့နောက်မှာအခုတော့အပီးရက်နာဖို့ထုတ်ပြန်လိုက်တာပါ လုပ်ငန်းတွေပြန်လည်စတင်ဖို့တရားရုံးကပြီးခဲ့တဲ့သတင်းပတ်အတွင်းဆုံးဖြတ်ခဲ့ပေမဲ့ American နိုင်ငံတကာ Media Agency USAGMC ကနေရန်ပုံငွေတွေရရှိဖို့ကြံကြာနေတာကြောင့်ဌာနတွေကိုမလွဲမရှောင်သာရပ်ဆိုင်းလိုက်ရတာဖြစ်ကြောင်း RFA သတင်းဌာနအကြီးအကဲနဲ့အမှုဆောင်အရာရှိချုပ် Bayfan ကပြောပါရယ် လာမယ့်မေလ9ရက်နေ့မှာအမေရိကန်အခြေဆိုင် RFA ဝန်တန်း90ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ဝန်တန်း280ကျော်အလုတ်ကနေရနာခံရမှာဖြစ်တယ်လို့ပြပမှာရှိတဲ့ဝန်တန်း20နီးပါးကိုလည်းလုပ်ငန်းကနေရက်စဲမှာဖြစ်ပါတယ်ဒါအပြင်အလုတ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေအနေနဲ့မေလကုန်ထိပဲသူတို့ရဲ့ကျန်းမာရေးအမခံကိုဆက်လက်ရရှိမယ်လို့သိရပါပါတယ်ရှင် ငလင်တန်သက်ဒေတာတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်နိုင်ဖို့နဲ့ရင်းချမ်းရေးကိုဖော်ဆောင်နိုင်စေဖို့မေလာ6ရက်နေ့ကနေ31ရက်နေ့အထိယာယီပြက်ခတ်တိုက်ခိုက်မှုရက်စဲထားမယ်လို့စစ်ကောင်စီကဒီကနေ့မှကြေညာပါတယ်။အဲ့ဒီအပြစ်ရထားတဲ့ကာလမှာဆက်သွယ်ရေးလမ်းကြောင်းတွေကိုတိုက်ခိုက်တာတပ်စခန်းတွေတပ်ဌာနချုပ်တွေကိုတိုက်ခိုက်တာအင်အားစုဆောင်တာပြင်ဆင်စုဖွဲ့တာနယ်မြေချဲ့ထွင်တာတွေကိုဆောင်ရွက်ပါကတုံ့ပြန်သွားမယ်လို့စစ်ကောင်စီကဆိုပါတယ်။ ဤကရက်မတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်စစ်ကောင်စီကဧပြီ2ရက်နေ့ကနေ30ရက်နေ့အထိယာယီအပြစ်ခတ်ရက်စဲကြောင်းထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီကအပြစ်ရက်ကြောင်းကြေညာထားပေမဲ့ရက်သားတွေရှိတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်တာစစ်ကြောင်းထိုးတာတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။ စစ်ကောင်စီဟာအပြစ်ခတ်ရဲစဲကြောင်းစတင်ကြေညာခဲ့တဲ့ဧပြီ၂ရက်နေ့ကစပြီးတော့တိုက်ခိုက်မှု182ကြိမ်ရှိခဲ့ပြီးအရိအထက်က83ကြိမ်ဟာငလျင်ဘေးသင့်ဒေသတွေမှာဖြစ်ပွားခဲ့တယ်လို့ကုလသမဂ္ဂလူအခွင့်ရေးရုံးကဧပြီ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်ဒါပြင်ဧပြီ၂ရက်ကနေ၁၈ရက်နေ့အတွင်းစစ်ကောင်စီဟာတရက်ကိုပြန်မျှလေရင်ဒါမှမဟုတ်ဒရုန်းတိုက်ခိုက်မှု9.8ကြိမ်လှုပ်ခဲ့ပြီးအဲဒီကာလတွေအတွင်းမှာလူ105ယောက်သေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ ခုဆက်လက်ပြီးတော့မေလ၂ရက်နေ့ကထွက်ရှိခဲ့တဲ့ထိုင်းအစိုးရဘတ်6တန်းထီကိုမြန်မာရွှေ့ပြောင်းလုတာမိသားစုကစုခုရရှိခဲ့တဲ့အကြောင်းကိုဆက်ကြည့်အောင်ပါထိုင်းနိုင်ငံပတ်တရားမြို့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်ကင်နေတဲ့ဘကိုးတိုင်းဘကိုးမြို့စာတီမြမရွှေပြောင်းလုံသားဇနီးမောင်နှာသူရဲ့အသားဖြစ်သူရွေးချယ်ပေးတဲ့ထီလက်မှတ်1333ရှေ့ရှေ့နံပါတ်ကနေတဆင်မေလ2ရက်နေ့မှာထွက်တဲ့ဘတ်6တန်းမြမကျန်ငွေသိန်း8000နီးပါးရှိတဲ့တထီကိုပောက်သွားတာဖြစ်ပါတယ် ကာယကံရှင်ထိပေါက်သူကတော့တားရွှေဦးထန်းလာတာပေါ့ဗျာလို့မစ္စမာကပြောပါတယ်။ဘတ်ချောက်တန်းထေဆုကိုရရှိခဲ့တဲ့မိသားစုဟာပြီးခဲ့တဲ့နှစ်နှစ်လောက်ကမှထိုင်းနိုင်ငံကိုရွှေပြောင်းလုတာအဖြစ်ရရှိခဲ့တာဖြစ်ပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာဝင်ရောက်လုပ်ကိုင်နေကြတာပါ။အခုထိပေါက်ပြီးတဲ့နောက်မှာတော့အိမ်ချံဝယ်ပြီးတော့မိမိစီးပွားရေးလုပ်ငန်းလုပ်ကင်ဖို့ရည်မှန်းကြောင်းဆိုပါရယ် ပုံမှန်ထိုင်းထီထွက်ရဟာလကုံရဖြစ်ပေမဲ့မေလာတရက်နေ့အလုတ်သမားနေ့နဲ့တိုက်နေတာကြောင့်မေလာနှစ်ရက်နေ့မှာတောက်ကြနေမှာမှထိုင်းထီထွက်ရှိပြီးတော့ဈာမပိတ်ရက်တွေခံနေတာကြောင့်ဒီကနေ့မေလာ6ရက်နေ့မှာမှစုငွေကိုတွားရောက်ထုတ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ကိုရဲမင်းကပြောပါတယ် MHAC မဟာမိတ်အဖွဲ့အနေနဲ့2016ခုနှစ်ကနေလက်ရှိအချိန်ထိထိုင်းထီဘတ်6တန်းပောက်တဲ့မြန်မာရွှေပြောင်းလုတ်တော်58ရောက်ကိုစွန့်ဝယ်ရရှိဖို့အခမဲ့အကူအညီထုတ်ပေးခဲ့တယ်လို့သိရပါပါတယ်ရှင်။ ။ကရင်နယ်ကြားစောက်တက် BGF ကိုနမည်ပြောင်းထားတဲ့ကရင်မျိုးသားတမရော KNA နဲ့အဖွဲ့ခေါင်းဆောင်ပိုမှုကြီးစောချစ်သူသူရဲ့သားနှစ်ယောက်ဖြစ်တဲ့စောထူးအမှုနဲ့စောချစ်ချစ်တို့ကိုအမေရိကန်ပြည်ထောင်စုကအရေးယူတန်းခတ်ပိတ်ဆို့လိုက်ကြောင်းမနေ့ကမေ9ရက်နေ့မှာထုတ်ပြန်ပါတယ်။သူတို့ဟာအမေရိကန်နိုင်ငံသားတွေကိုပိတ်မှတ်ထားတဲ့ online ငွေကြေးလိမ်လည်မှုတွေ၊နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့လူကုန်ကူးမှုတွေအပါအဝင်ရာဇဝတ်မှုလုပ်ငန်းတွေကိုကူညီနေတာကြောင့်အရေးယူလိုက်တာဖြစ်တယ်လို့အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။ ဘိုမိုးကြီးစောကျက်သူရဲ့သား၂ယောက်ဟာလည်း BGF ရဲ့ပုံမှုအဆင့်အရာရှိတွေဖြစ်ကြပါတယ်။လူကုံကူရာညှဉ်းပန်းနှိပ်စက်တာအတန်းအတမခိုင်းစေတာလိန်လေလှဲ့ဖျားတာစတဲ့အမှုတွေကိုကျူးလွန်တဲ့အကြမ်းဖက်လုပ်ငန်းတွေရှိတဲ့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီဒေသကရွှေကုတ်ကိုမြို့တဲ့နဲ့ KK Park စီမံကိန်းတွေမှာ BGF KNA ကလှုပ်ဆောင်နေတယ်လို့ American ဘဏ္ဍာရေးဌာနကဆိုပါတယ် ဇန်နဝါရီလဆန်းမိုင်းမှာတရုတ်နိုင်ငံသားတရုတ်ဆောင်ဝမ်ရှင်ကမြောက်ရီဒေသမှာရှိတဲ့ online ငွေလိမ်ကိန်းတစ်ခုစီကိုရောင်းစားခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပေါ်လာပြီးတဲ့နောက်အဲ့ဒီလုပ်ငန်းတွေကိုတရုတ်နဲ့ထိုင်းတို့ကဖိအားပေးလာခဲ့ကြပါတယ်ထိုင်းဆိုရက BGF ထိန်းချုပ်ရာအဲ့ဒီဒေတာတွေကိုလျှက်ဆက်မိနဲ့လောင်စာဆေးဖြတ်တောက်ခဲ့ပြီးတဲ့နောက် BGF ဟာသူတို့ထိန်းချုပ်တဲ့ဒေတာတွေကကြားဖြန့်လုပ်ငန်းတွေကိုလူကုန်ကူးရောင်းစားခံရတဲ့ထောင်ထဲချီတဲ့တရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံသားတွေကိုသက်ဆိုင်ရာနိုင်ငံတွေစီထိုင်းကတဆင့်ပြန်ပို့ပေးခဲ့ပါတယ်။ ကြီးထွားလာတဲ့ကာစီနိုနဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုကာကွယ်ပေးတဲ့အနေနဲ့ BGF ဟာ20ဒေါ်လာ162တန်ရရှိနေတယ်လို့ American အခြေစား USIP က2024 April 22ရက်နေ့မှာထုတ်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ BGF ရရှိနေတဲ့ဘီလီယံချီတဲ့ငွေ90ရာခိုင်နှုန်းကိုလည်းအာနာသိန်းစစ်တပ်ကရရှိနေတယ်လို့ USIP ကဆိုထားပါဗျ။ BGF ကောင်းဆောင်တွေကတော့အဲ့ဒီအမှုတွေကိုသူတို့ကျူးလွန်ခြင်းမရှိဘူးလို့တုံ့ပြန်ထားပါတယ်ရှင်။ ။ဝန်ကြီးနိုင်ဘေးလက်မြို့မှာဒီကနေ့မေလ6ရက်နေ့မနက်ပိုင်းမှာရန်ကုန်မြို့လမြိုင်ပြည်ဆွဲနေတဲ့ယထာလမ်းပိုင်းမိုင်းခွဲဖြက်စီးခံရတာကြောင့်ယထာခရီးစဉ်တွေယာယီရနာထားပါရယ်။ရန်ကုန်မြို့လမြိုင်ယထာလမ်းနှင်းမလဲဘူတာနဲ့တောင်စုံဘူရာကြားပေ80ရှိတဲ့သရအမှတ်65ဟာမိုင်းခွဲခံရပြီးတော့ယထာလမ်းပျက်စီးခဲ့တာပါ။ဒါကြောင့်ဒီကနေ့မော်လမြိုင်ဘူရာကြီးနဲ့ရန်ကုန်ဘူရာကြီးကထွက်ခွာမဲ့အစုံအစံယထာခီးစင်တွေကိုယာယီဖျက်သိမ်းပြီးတော့ဝယ်ယူထားတဲ့ယထာလက်မှတ်ကားတွေကိုလည်းပြန်အမ်းပေးမယ်လို့မော်လမြိုင်ဘူရာကြီးကထုတ်ပြန်ထားပါရယ်။ ပြည်ထောင်မေလာ၃ရက်နေ့ညကလည်းရန်ကုန်မြို့လမြအဝေးပြေးကားလမ်းမကြီးပေါ်ကတထုံမြို့နယ်မိုးကောင်းဖရားနီမှာရှိတဲ့တရာမိုင်းခွဲဖြက်စီခံရတာကြောင့်တွားရေးလာရေးခက်ခဲပြီးတော့ကြေးရွာလမ်းတွေကိုအသုံးပြုနေရတယ်လို့ဒေသခံတွေကပြောပါရယ်အခုရထားလမ်းမှာမိုင်းခွဲဖြက်စီးခံလိုက်ရတာကြောင့်ရန်ကုန်မြို့လမြန်ခရီးသွားလာမဲ့သူတွေအနေနဲ့များစွာအခက်ကြုံနေရတယ်လို့သိရပါရရှင်။ပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့နိုင်ငံတကာသတင်းဘက်ကိုကြည့်အောင်ပါ။ ပုံရမ်းမင်းကြီးရွေးချယ်ပွဲမတိုင်ခင်ယဟန်မတ်တီကဗာတီကန်ကိုရွှေ့ပြောင်းနေကြပါပြီ။ဒီသတင်းအကြောင်းအရအပြည့်စုံကိုမရှင်နွယ်ကဆက်လက်ပြောပြပေးမှာပါရှင်။ပေါ်ရမ်းမင်းကြီးရွေးချယ်ပွဲကာလမှာသူတို့နေထိုင်မဲ့အဆောင်အခန်းနေစီကိုအင်္ဂါနေ့ကစတင်ပြီးတော့ရဟန်းအမတ်တွေကရွှေ့ပြောင်းနေထိုင်ကြပြီးဖြစ်ပါတယ်။ပေါ်ရမ်းမင်းကြီးကိုလှည့်ဝတ်မဲ့ပေးရွေးချယ်မဲ့နေမတိုင်မီတရက်အလုံးမှာဒီလိုပြောင်းရွှေ့ကြတာဖြစ်ပါတယ်။ ပေါ်ရမင်းကြီးဖရန်စစ်ကဧပြီလ21ရက်နေ့ကွယ်လွန်သွားပြီးတဲ့နောက်ရမ်မင်းကြီးအစ်စ်ရွေးချယ်မဲ့ရမ်အမှတ်133ပါးဟာဗုဒ္ဓဟူးနေ့မှာ16ဖရာကျောင်းမှာစုဝေးကြမှာဖြစ်ပြီးဒီလိုရွေးချယ်မှုကနိုင်ပိုင်းကနေရက်တချို့ဒါမှမဟုတ်လာပေါင်းများစွာအထည်ကြမြင်နိုင်ပါတယ်ရမ်အမှတ်တွေက ပုံမှန်အားဖြင့်ဗာတီကန်ရဲ့စန်တာမာတာအဲ့ရိတ်သားမှာနေထိုင်ကြပြီးတော့ဒီအခန်းတွေဟာရေချိုးခန်းနဲ့ဟိုတယ်ပုံစံအခန်းတွင်းဝင်ဆောင်မှုတွေအထည်ပါရှိပါတယ်ဒါပေမဲ့သူတို့အားလုံးအတွက်အခန်းလုံလောက်အောင်တော့မရှိပါဘူး တိုက်ချင်းငါးလိုက်ကနိုင်ငံပေါင်း80ကကိုယ်စားလှယ်တွေပါဝင်တဲ့အတွက်အခုရမ်းမင်းရွေးချယ်ပွဲကအကြီးဆုံးဖြစ်မှာဖြစ်ပြီးနိုင်ငံတကာကအများဆုံးပါဝင်တာလည်းဖြစ်ပါတယ်။ဒါကြောင့်တချို့သောရမ်းအမတ်တွေကိုဆန်တာမာတာဗေကီးယားမှာနေရာချထားပေးတာဖြစ်ပါတယ်။ဒီဆောင်ကဗာတီကန်အရာရှိတွေနေထိုင်နေကြနေရာလည်းဖြစ်ပါတယ်။အခန်းတွေကိုအင်္ဂါနေ့ကနေဗုဒ္ဓုံးနေ့အထိမနက်ပိုင်းဝတ်ပြုချိန်အကြာမှာမဲနိုင်ရွေးချယ်ပေးထားမှာဖြစ်ပြီးရမ်းအမတ်ရွေးချယ်ပွဲအတွက်ဗုဒ္ဓုံးနေ့မှာဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်။ ရဟမတ်တွေကလှိဝက်ရေးကိုစောင့်ထိန်မှမယ်လို့ဂရီသစ္စာပြုအာမဖြစ်ကရွေးချယ်ပွဲအတွက်မှာဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုပေါက်ကြားစေခဲ့ပါကဝိုင်းပယ်တပိတ်မှောက်ခံရမှာ ဖြစ်ပါတယ်။ရဟမတ်တစ်ကိုရွေးချယ်ပြီးတဲ့အထိရဟမတ်တွေကို ပြန်ပကဘာနဲ့ဆက်သွယ်ခွင့်တားမြစ်ထားမှာဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊စက်သုံးဈေးနဲ့စောင်းဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစ်မသတင်းတောက်ကိုမြတ်သူရာကစူးစိတင်ဆက်ပေးမှာပါရှင်။ ။ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်1100ကျပ်ပြင်ပအပေါက်စဉ်4130ကျပ်စင်ကာပူ Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်1631.89ကျပ်ပြင်ပအပေါက်စဉ်4435ကျပ်ယောဘတယူရောကိုစစ်ကောင်စီတတ်မှတ်စဉ်1380.98ကျပ်ပြင်ပပေါင်စဉ်9036ကျပ် ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ63.85%တင်ပပေါင်စေ135.69%တမ69%ကျမလေးရှားတဝင်းကိကိုစစ်ကောင်စီတတ်မှတ်စေ900ကျမ်းပြင်ပပေါင်စေ1048ကျမ်းပေါင်စေရှိပါတယ်။ဗောပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါအဆုံးရပြည်တွင်ရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုန်တယ်အတင်းတက်မှတ်စေ56သိန်း 9000ချင်ပြင်ပပေါ့စေ85သိန်း6000ချင်15ဘဲတစ်ချက်သားကို ရွှေကုန်တဲ့အသေးသတ်မှတ်စေ53သိန်း3385ချင်ပြင်ပပေါ့စေ83သိန်း2000ချင်ပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်လီတာကို2400ကျပ်ပရီမီယံဒီဇယ်လီတာကို 3055ကျာ Outdated 92 liter ကို1885ကျာ Outdated 95 liter ကို1940ကျာပေါ့ဈေးရှိပါတယ်။ပေါ်ပြပါစသုံးကြည့်ဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ6900ကျာပြင်ပပေါ့ဈေး9000ကျာပေါ့ဈေးရှိပါတယ်။ ပေါ်ပြပါခြင်းတို့ကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါသမစမဘရိုင်းတိုင်းမစမတဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုတော့ကျမသူချမ်းကစူးစီးတင်ဆက်ပေးခဲ့တာပါသမစမဘရိုင်းတိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နှံကြပါစေရှင်